ီဒီခါတော့ခန်ချိုကတလိမ့်ဆန်တွေကိုချစ်ကြတဲ့သူတွေအတွက်ပေါ့နော်တင်းကောင်းလေးတစ်ခုလိုပဲပြောအောင်မယ်ဘာလို့ဆိုတော့လေးလေးခွေးကိုအရင်တော့ဆိုစီပင်ကအစိမ့်ကျွေးပြီးတော့ဟိုပေါ့နော်ဟိုဖယ်ရှားတဲ့နီးလန်းနေနီးလန်းနေနဲ့ဒါသူတို့ရှင်းလင်းနေဒါပေမဲ့အခုနောက်ပိုင်းလေးလေးခွေးခွေးတွေကိုသူတို့ကဒီလိုမျိုးအစိမ့်ကြီးပဲမကျွေးတော့ဘူးနောက်တစ်ခုဘာလဲဆိုတော့တားဆက်ချတဲ့နီးလန်းကိုတုံးနေပြီခဲ့အဲ့တော့ဒီတင်းလေးကတော့တလိမ့်ဆန်ချစ်တဲ့သူတွေအတွက်တင်းကောင်းတစ်ခုကခန်ချိုဆိုလဲဒါလေးဖက်လိုက်တဲ့အခါမှာလေးတော်တော်လေးကိုဝမ်းသာသွားတယ်ဒီနီးလန်းပို့ပြီးတော့တင်းတင်းကြဲကြဲလောက်နိုင်မယ်ဆိုရင်နောက်ပိုင်းဆိုသူတို့ဒီအစိမ့်လည်းလုံးဝမကျွေးတော့ဘူးလို့လည်းပြောတယ် ထားတယ်ဒီချိန်မှာဒါပေမဲ့ဂရိတီပါစီပေါ့ဂရိတီပါစီဟုတ်တယ် popular news မှာဖတ်ထားတာပါအဲ့တော့ဒီမှာပြောထားတာအစိတ်ကျွေးပြီးတော့တတ်တဲ့စနစ်ကတော်တော်လေးဟိုကြပြီเนาะခိုင်ကျိုးတော့ငငယ်ငယ်လေးဟိုးရေနှောင်းနေတာစခဲ့တာအဲ့တော့ဒီ2014ခုနှစ်မှာစပြီးတော့ဒီအစိတ်ကျွေးပြီးတော့တတ်တဲ့စနစ်ထက်မျိုးဆက်ချတဲ့စနစ်ကိုစပြီးတော့လှုပ်ဆောင်ခဲ့တဲ့အဲ့တော့အဲ့ဒီနှစ်မှာဆိုရင်သူကမျိုးဆက်ချပေးတဲ့ခွေးကောင်ရေစုစုပေါင်း200ကျော်ကိုလုံနိုင်ခဲ့တယ်လို့ပြောတယ်ဒါပေမဲ့သူတို့တို့လောက်ကန်ရတဲ့အခါမှာလည်းသူတို့ခင်ဗျအခက်အခဲတွေတော့ရှိတာပေါ့เนาะအဲ့ဒါကြီးလည်းပြောပြထားတယ်အဲ့တော့ဝေဖန်မှုညာအများစွာရှိနေရယ်ပေါ့เนาะ ီဟိုခွေးတွေဟိုဟိုတတ်တဲ့ကိစ္စမျိုးအစိတ်ကျွေးတဲ့ကိစ္စမျိုးကဝေဖန်မှုတွေကတော့အများကြီးပါပဲတဲ့ဒါပေမဲ့အန်ဒီရတစ်ခုခုကြုံလာပြီဆိုလို့ရှိရင်လည်းဒီတိလိပ်ဆန်တွေကိုရှင်းလင်းပေးရတဲ့အလုပ်ကဒါစီပင်တွေကနေပြီးတော့မဖြစ်မနေသူတို့မှလည်းလုပ်ရတယ်အဲ့တော့သူတို့ကလည်းပြောထားတာပေါ့နော်ဒီမျိုးတော့စီပင်တိကုဌာနကဒုတိယဌာနမှဦးမြင့်လျာလည်းပြောတယ်ခွေးတွေကိုသူတို့အနေနဲ့လည်းတတ်ချင်လို့တတ်ရတာလည်းမဟုတ်ပါဘူးတဲ့ဟိုခွေးကိုပေါ့နော်ဒီအများပြည်သူတွေအတွက်ခွေးကြိုက်တဲ့ဒီခွေးတွေနောက်ပြီးတော့အကြိုက်တဲ့ခွေးတွေနောက်ခွေးရောဂါတွေဒီပေးကနေလွတ်အောင်လို့သူတို့အနေနဲ့လည်း ပေါ့နော်။ဟိုတက်နေရတာပါတဲ့။ဒါပေမဲ့တို့လည်းခွေးချစ်တတ်ပါတယ်လို့ပြောထားတယ်။နောက်အခုတော့နော်တို့အနေနဲ့ဟိုလမ်းမခွေးလေးခွေးခွေးလေးနေရအန်ရမကင်းဘူး။အဲ့ဒီအတွက်ကြောင့်တို့အစိတ်ကြွေးတက်တဲ့စနစ်ကိုတော့ရှော့ချပြီးတော့တားဆက်ချတာကိုတဖြည်းဖြည်းနဲ့အစားထိုးပြီးတော့ဟိုတိုးပြီးတော့လောက်သွားမှာပါတဲ့။နောက်ပြောထားသေးတယ်ခွေးရောကကိုကာဝယ်ဖို့တတ်တာမျိုးတွေလုပ်တယ်။နောက်ပြီးတော့ဒီအခုခေတ်ကဟိုတိုးတက်လာပြီဆိုတော့တက်ရတာနေနောက်ပိုင်းမှာမျိုးဆက်ချတာပေါ့။အဲ့လိုအဲ့လိုမျိုးမျိုးဆက်ချတဲ့အခါမှာတို့ကအထီးတွေကိုမျိုးဆက်ချတာ။နောက်ပြီးလို့ရှိရင်ခွေးဥကာဝယ်စေးတွေထိုးပေးတယ်။နောက်ထိမ့်ချုပ်မှုတွေ ဒါကြီးလဲအစစ်စင်ပေါ့နော်ပြုတ်လုံနေပါတယ်တဲ့နောက်သားဆက်စားနီးနဲ့ရှော့ချနိုင်ဖို့အတွက်အခုဆိုရင်အမေရိကန်နဲ့သူတို့ပူးပေါင်းဆောင်ရွက်ဖို့လည်းရှိတယ်လက်ရှိမှာတော့ဟိုဆွေးနွေးတိုင်ပင်နေတဲ့အခြေအနေပဲရှိသေးတယ်ပေါ့နော်အဲ့တော့အခုလက်တလောဒီအစိတ်ကျွေးရောင်လုံးဝရက်လိုက်တာတော့မဟုတ်ဘူးသူကနှစ်ခုတွဲပြီးလုံနေတာအစိတ်ကျွေးရောင်လည်းရှိတယ်နောက်တချို့ကန်ကောင်းတဲ့ခွေးတွေပဲပြောင်းမှာပေါ့နော်သူတို့ကြတော့သားဆက်ချတာမျိုးပေါ့အဲ့လိုမျိုးနှစ်ခုတော့တွဲပြီးတော့လုံနေရဲ့ဒါမဲ့နောက်ပိုင်းမှာတော့သူတို့ခုနပြောတဲ့အတိုင်းပေါ့နော်အစိတ်ကျွေးပြီးတော့တတ်တာမရှိအောင်လုပ်သွားမယ်လို့ပြောတယ်စူးစမ်းပြီးလုံမှာပါတဲ့နောက်အခု ုနောက်ပိုင်းဒီခွေးလေးခွေးလေးတွေကိုလူတွေကဟိုအများဆုံးဆွန့်ပစ်တဲ့နေရာရယ်ဘယ်နာလဲဆိုတော့မြစ်တို့ဒီကန်းနာတွေနောက်ချောင်းနာတွေနောက်ပြီးလို့ရှိရင်ဖုန်ကြီးချောင်းတွေဒီနေရာတွေမှာတော်တော်ပြီးတော့ဆွန့်ပစ်ကြတယ်အဲ့တော့ ဲ့နေရာတွေမှာရှိရခွေးလေးတွေဆိုလို့ရှိရင်ဟိုရှင်းလင်းလင်းလန်းခံရတာပေါ့နော်အများစုကတော့နောက်ပြီးတော့တို့ပေါ့နော်ဒီမှာပြောထားတဲ့ကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရဆိုရင်တဲ့2014ခုနှစ်မှာအဲ့ဒီခွေးဥပြန်ရောဂါကြောင့်သေဆုံးသူဦးရေက186ဦးရှိရတဲ့နောက်ပြီးတော့ဒီနှစ်အတွင်းမှာလည်းနောက်ထပ်2ဦးထပ်မံသေဆုံးခဲ့တယ်လို့လည်းပြောတယ်2015ခုနှစ်အတွင်းမှာပေါ့နော်အဲ့တော့ဟိုခွေးကြောက်ပေါ့နော်ဒီခွေးရောဂါကြောင့်သေဆုံးသွားတဲ့ဟိုမိသားစုဝင်တွေကဟိုကြံခဲ့တဲ့သူတွေပေါ့တို့တွေကြောက်တော့လေဟုတ်တော့ဟုတ်တယ်အဲ့လူတူဦးဆိုပြောထားတယ်သူခွေးကိုသူအရင် ော့အရင်ချက်ကြတဲ့ဒါပေမဲ့သူ့ညီလေးတေဆုံးသွားပြီးရဲ့နောက်ပိုင်းမှာခွေးရည်မြင်ကိုစိတ်ကကြောက်လန့်သွားပြီးဒီယောဂါရင်နဲ့သူတို့မိသားစုဝင်တူကအကောင်းရနေချက်ချင်းတေဆုံးသွားတယ်အဲ့တော့ဟိုခွေးမြင်လည်းကြောက်တယ်နောက်ခွေးရည်ကိုလည်းအလိုသူတို့မှာပေါ့ချစ်တော့ချစ်တယ်ဆိုပေမဲ့တအားကြောက်သွားတဲ့စိတ်တွေကပုံများနေရဲ့အဲ့တော့သူတို့ကိုယ်တိုင်တောင်မှခွေးကိုအရင်ချက်တဲ့သူတွေကိုယ်တိုင်တောင်မှခွေးရည်ကိုရှင်းလင်းပြဖို့ဆိုပြီးတော့တိုက်မှုတယ်သူကိုယ်တိုင်အဲ့လိုဝန်ခံထားတယ်အဲ့တော့ကိုယ်ရည်လည်းတိရစ္ဆာန်တော့ချစ်တာပေါ့ဒါပေမဲ့ဟုတ်တော့ဟုတ်တယ်သူတို့ဘက်ကပြန်တွေးကြည့်လိုက်တော့လေကိုယ့်ရဲ့မိသားစုဝင်တူဒီကလန်မခွေးရည်ကြောင့်တေဆုံးသွားမယ်ဆို ရင်ကိုလည်းပြောင်းလဲသွားမလားမသိဘူးเนาะအဲ့ကြရင်တော့เนาะအဲ့တော့ကိုကပြောရဲသူတို့ကိုယ်တိုင်လည်းပြောပြောထားပါရဲ့ဒီလိုမျိုးခွေးတွေကိုမတက်ဘဲနဲ့အမ်ထိမ့်ချုပ်မယ်ဆိုရင်เนาะဒီနည်းစနစ်ကကောင်းပါတယ်လို့လည်းပြောထားတယ်။နောက် तू ကအစိတ်ကျွေးပြီးတော့တက်မယ်ဆိုလို့ရှိရင်ကုန်ကြစည်ကကြက်တထောင်ကျော်ပဲရှိရဲ့မျိုးဆက်ချားတဲ့ဒီစနစ်ကကြတော့ကုန်ကြစည်ကတထောင်ခွဲရနေ2000 2000ခွဲတိကိုရှိနေရတဲ့ပြီးတော့ရာသီဥတုပေါ်မူတည်ပြီးတော့လည်းလောက်ရတယ်လို့ပြောတယ်။မိုးရွာတာများရင်ခွေးတွေကအနာမကျက် တော့ဘူးအဲ့တော့အဲ့ဒီမိုးရွာတဲ့အချိန်မှာလုံးလို့မရအောင်ပြီးတော့နေပူတဲ့အချိန်ကျတော့လည်းပေါ့နော်အဆင်မပြေပြန်ဘူးလေနေတဲ့ အားပူနေလေတဲ့ပြီးတော့အထီးရေကိုသွားဆက်ချတာအဆင်ပြေတယ်ပေါ့နော်အမတွေကြတော့ဘိုက်ခွဲပြီးတော့တအိမ်ထုတ်မယ်ဆိုရင်နောက်ပိုင်းမှာတို့ပြန်ပြီးတော့ဟိုကုတာရာတွေအဲ့လိုမျိုးတွေကဂရုစိုက်ပြီးနေမှရမှာတို့ကပိုင်းရှင်မဲ့တွေဆိုတော့ဂရုစိုက်ပြီးမဲ့တုံးရှိအဲ့တော့အထီးရေကိုတို့မျိုးဆက်ချတာပို့လောက်တယ်တဲ့နောက်ပြီးတော့ပြောထားသေးတယ်မေဆေးနဲ့တို့ဖမ်းရတယ်ပေါ့နော်အဲ့လိုဖမ်းတဲ့ခါမှာလဲလွယ်တော့မလွယ်ဘူးလို့ပြောတယ်ပေါ့ဆိုတော့ဟိုတဟလီကြောင့်မေဆေးရပေါ့နော်သူ့ရဲ့ကိုခံကအတိတ်ကြောင့်မသိတဲ့ခါမှာတချို့တွေကမေ့သွားတာရှိတယ်နောက်တချို့တွေကြောင့်လဲဟိုဆေးနေသွားပြီးမမေ့တာမျိုးတွေကြတော့ဟိုဖမ်းတဲ့သူတွေပြန်ပြီးတော့ဒုက္ခပေး ရာမျိုးပေါ့အဲ့မျိုးလည်းကြုံရတယ်သူတို့ခင်ဗျားမားတယ်တော်တော်စ조사ပြီးတော့အဖမ်းဆီးရတယ်လို့ပြောတယ်နောက်ပြီးတော့ပြောထားသေးတယ်ခွဲခွေးတွေကိုခွဲစိတ်ပြီးတော့ဒီမျိုးဆက်ချားတယ်နောက်ပြီးတော့မေးစေးထုတ်စေးပေးပြီးတော့ခွဲစိတ်မှုပြီးလို့ရှိရင်အနာကျက်စေးချုပ်ရိုးတွေမေးခိုင်ကာကွယ်စေးခွေးဥကာကွယ်စေးအနာကျက်စေးတွေကိုအစက်လိုက်အစက်လိုက်ကိုလှောက်ဆောင်ရတာကိုစက်စိတ်ကတော့များတယ်တဲ့အဲ့တော့ဒါခွေးဥတွေပေါ့နော်အခွေးပြန်ရောက်တာမဖြစ်အောင်အခုလိုမျိုးလှောက်ကြတော့ကောင်းလို့ကောင်းတယ်အဲ့တော့ပြိဿံချစ်တဲ့သူတွေကတော့ဒီဒီလှောက်ရတဲ့ပတ်သက်ပြီးတော့ဟိုချီချူးပြီးတော့ပြောရှင်နေကြပါဘောနော်ဒါပေမဲ့ရ ှေ့ဆက်ပြီးတော့ပို့ပြီးတော့အကောင့်ထဲပို့နိုင်ပါစီပဲဆွတောင်းပါပေါ့နော်အမေရိကန်နဲ့ပူးပေါင်းတာလည်းအောင်မြင်ပါစေဒါမှလည်းအားလုံးပူးပေါင်းပြီးလုပ်နိုင်မှာနော်ဟုတ်တယ်อืมကဲကိုဘူးသူတိုင်းလည်းစောင်းဝိုင်းခဏနားအောင်မယ်နော်ထပ်ပြီးတော့ပြောပြပေးမယ်ထူးခြားတဲ့အကြောင်းအရာကြီးကြမ်းရှိနေပါသေးတယ်ခဏနေကြရင်ပြန်လာခဲ့ပါဦးမယ်ရှင်